လူသားတွေထဲမှာလူမျိုးစုံရှိတဲ့ထဲမှာအတိတရားရှိသူဆိုတဲ့လူတွေလည်းရှိသလိုပဲအတိတရားကင်းမဲ့နေကြတဲ့အတိတရားမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းလူလောကမှာရှိကြဒီနေ့ဦးဟာဘဝခရီးကိုရှောက်လန်းတဲ့အခါမှာတူညီသောလမ်းကြောင်းပေါ်မှာ ရှိနေကြတော့လည်းပဲမကြခင်တို့ရဲ့ပန်းတိုင်ဟာ တူညီမှုမရှိကြဘူးအတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့လမ်းကြောင်းနဲ့အတိတရား မရှိတဲ့ပုဂ္ဂိုလ်ရဲ့လမ်းကြောင်းလမ်းဆုံးဟာ ကွဲပြားချမ်းသာမှုများစွာရှိတယ်အဲ့တော့လူဘဝဆိုတဲ့လမ်းကြောင်းကြီးပေါ်မှာရောက်နေကြတာတူတော်လည်းပဲစတဲ့ငရေကရှောက်လန်းပုံချင်း တွေးပုံခြင်းခေါ်ပုံခြင်းပြောပုံဆိုပုံလုပ်ပုံကံပုံအစကွဲပြားခြားနာသည့်အတွက်ကြောင့်သူတို့ရဲ့ဘဝခရီးဘဝပန်းနိုင်ဟာတူညီသောအကျိုးကိုရရှိကြမှာမဟုတ်ဘူးဆိုတာတို့ဓမ္မထင်ရှားတယ်။ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကမစ္စည်းမနိကေမစ္စည်းမနိကာယပါဠိတော်ကြီးမှာဘာလပဏိတ္တ တုတ်ဆိုပြီးတော့အကျယ်ဟောတာလားရှိတယ်။ဒါလူသားတွေအတွက်တတိထားစရာကောင်းတဲ့အချက်ပေါ့။လမ်းကြောင်းကြီးနှစ်သွယ်မှာရှောင်းလန်းနေကြတဲ့နှစ်ဦးစလုံးဟာလူသားပဲ။သို့တော်လည်းသူရှောင်းလန်းတဲ့လမ်းကြောင်းနဲ့နောက်တစ်ယောက်ရှောင်းလန်းတဲ့လမ်းကြောင်းဟာကွဲပြားခြားနားနေတယ်။လူဘဝဆိုတဲ့ခရီးကိုသွားကြတာတူတော်လည်းပဲ။သူတို့ရှောင်းလန်းတဲ့ လမ်းကြောင်းနှစ်သွယ်ရဲ့လမ်းဆုံးပတ်နိုင်နေကြတော့အန္တမကွယ်ပြားချမ်းသာတယ်အဲ့ဒီအချက်ကိုမြတ်စွာဘုရားကကွဲ့ကွဲ့ကွင်းကွင်းထင်လင်းအောင်ဟောပြထားတဲ့သုတ်တန်တစ်ခုပဲသုတ်တန်ကြီးကတော်တော်ရှည်ရှည်ကြီးဟောထားတာဖြစ်လို့ဘုန်းကြီးတို့အနေနဲ့အကျဉ်းလေးချုပ်ပြီးတော့ဒီအကုန်လုံးမဟုတ်ဖဲနဲ့မြတ်စွာဘုရားရဲ့ဆိုလိုရင်အနှစ်သာရအချုပ်ကလေးလောက်ကိုဒီကနေ့ညဟောပေးပါ အတိတရားရှိသူနဲ့အတိတရား မရှိသူဒါကိုပဲအတိတရားရှိသူကိုပန္ဒိတအတိတရားမရှိသူကဘာလားလို့ဒီလိုသတ်မှတ်ပြီးတော့ပါဠိဘာသာနဲ့ဆိုတာဖြစ်တယ်ပေါ့ဘာလားဆိုတဲ့အဓိပ္ပာယ်ကမြမလူပြန်တဲ့အခါမှာလူမိုက်လူပြန်တဲ့အခါမှာလူမိုက်ဆိုတာ လူဆိုလူမိုက်ဒုစရိုက်တမားစသည်ဖြင့်မျိုးစုံပြောချတော့လဲဒီနေရာမှာ ဘာလဆိုတဲ့ဟာအတိညာဉ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်အထိကအတိတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကိုဘာလလို့သူတို့ဆိုလိုတာလူဘဝရလာပြီဆိုရင်အတိတရားဆိုတာရှိရကိုယ်ဘဝရဲ့အခြေအနေကိုကိုယ့်ကိုယ်ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိရ ဘဝခြေနေကိုဆင်ခြင်သုံးသပ်ပြီးမိမိကိုယ်တိုင်ရွေးချယ်လျှောက်လန်းတဲ့လမ်းကြောင်းဆိုတာရှိရမှာဖြစ်တယ်။ကိုယ်တိုင်လည်းလျှောက်လန်းတဲ့လမ်းကြောင်းကိုရွေးချယ်နိုင်စွမ်းရှိရ။အရာရာကိုရှုမြင်သုံးသပ်တတ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမှာ။အသိပညာမရှိဘူးဆိုတဲ့ဘာလားဆိုတဲ့ပုဂ္ဂိုလ်ဟာဆင်ခြင်လို့တရားကင်းမဲ့ပြီးတော့သူ့ရဲ့လောရတ္တိဟာမှမှရွေးရွေးနဲ့ဖြစ်ပေါ်နေတတ်တယ် တွေ့အခေါ်အပြုံးစုအလောက်ကိုင်းကစပြီးတော့သူ့ရဲ့ဘဝခီးရှောက်လန်းဖို့ကြံတွေးဖို့လောက်ကိုင်းပြောဆိုဖို့ဒီဟာလွယ်လွယ်မှားမှားတွေပဲများတာဖြစ်တယ်အဲ့တော့ပါဠိဆိုတဲ့စကားလုံးဟာဒီအတိညာဉ်ခင်းမဲ့တဲ့ပုဂ္ဂိုလ်အတိညာဉ်ဖြင့်အသက်ရှင်တဲ့လူမဟုတ်ဘူးစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ် စဉ်းစားဉာဏ်မရှိသည့်အတွက်ကြောင့်လုံးသမ ्या တွေဟာအမှားတွေးသမ ्या လည်းအမှားပြောသမ ्या လည်းအမှားဆိုပြီးအဲ့ဒါကိုပဲချုံုံပြောမယ်ဆိုရင်အတိတရားကင်းမဲ့တယ်လို့သူတို့ပြောလူဘဝလူတွေလူသိတဲ့အတိတရားမရှိဘူးလို့ဆိုလို့ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဘာလားလို့ခေါ်တာအတိတရားကင်းမဲ့ပြီဆိုရင်မာရင်ချွတ်ချော်မှုကအများကြီးဖြစ်လာ အတိတရားရှိသူဆိုတဲ့ပုဂ္ဂိုလ်ကြတော့ပန္ဒိတာပန္ဒိတာဆိုတဲ့အကလုံးကအရာရာမှာဆင်ញံုံတရားနဲ့စဉ်းစားတတ်တယ်တွေးခေါ်တတ်တယ်ပြောသင့်တယ်မပြောသင့်ဘူးတွေးသင့်တယ်မတွေးသင့်ဘူးလုံးသင့်တယ်မလုံးသင့်ဘူးဆိုတာလောကမှာအချိန်နေရရကိုဆင်ញံသုံးသပ်ပြီးတော့ကိုယ့်ကိုယ်ထိမ့်ထိမ့်သိမ့်သိမ့်နဲ့အတိတရားရှိရှိနေတတ်တဲ့ပုဂ္ဂိုလ်မျိုးပန္ဒိတာ တို့ဆိုလိုတာပေါ့နော်အဲ့တော့ပဏိတနဲ့ဘာလာတို့ရဲ့လမ်းကြောင်းဟာ ကွပြတ်ချမ်းသာမှုကြီးမားတယ်တို့နှစ်ဦးနှစ်ဦးရဲ့ရှောက်လမ်းမှုလမ်းကြောင်းတွေဟာအခြားအစကတည်းကလူဘဝချင်းတူတော်လဲပဲစတင်ကတည်းကလွဲမှားမှုတွေနဲ့ကြုံတွေ့ရတယ်တောင်နဲ့မြောက်ဆိုတာလိုကြောပေးပြီးတော့ရှောက်နေကြတဲ့သဘောပဲအဲ့တော့ဘာလာဆိုတဲ့အဋ္ဌညာကဲမဲ့တဲ့သူရဲ့ ဇယိုက်လက္ခဏာအမှတ်သားတွေကတမျိုးပဏိတလို့ခေါ်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့ဇယိုက်လက္ခဏာအမှတ်သားတွေကတမျိုးဇယိုက်လက္ခဏာအမှတ်သားကိုကြည့်တာနဲ့ပဲဒီလူဟာပါလားဒီလူဟာပဏိတဆိုတာကိုသိနိုင်တယ်လို့မြတ်စွာဘုရားကဒီအတ္တိတရားရှိသူနဲ့အတ္တိတရား မရှိသူဒီနှုတ်ကိုဒီတုတ်တန်ဆဆခြင်းပဲအတ္တိတရားမရှိသူရဲ့အကြောင်းကိုစတင်ပြီးတော့မြတ်စွာဘုရား ဘာလဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ဟောကြားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမှာဘာလဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဒီသင်္ကေတတွေကဒီဘာလဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဇေယိုက်လက္ခဏာတွေကဘာတွေလဲလို့ပြောမယ်ဆိုရင်လူတယောက်ဟာတမန်အဖြစ်လူဆိုးလူကောင်းဆိုတာသိနိုင်တာမဟုတ်ဘူးတမန်နေလို့ရှိရင်သူလည်းလူကိုလည်းလူပဲ လူဆိုတာချင်းကတိတ်ပြီးတော့မသိနိုင်ဘူးအဲ့တော့သူ့ကိုအချိန်နေလေးလာသုံးသပ်အကဲခတ်ဖို့ကြတယ်ဇေယျလက္ခဏာတွေကိုကြည့်ကြဇေယျလက္ခဏာကိုကြည့်မှဒီလိုဟာလူစောလူကောင်းခွဲခြားသိနိုင်တာဖြစ်တယ်ဟုတ်အဲ့တော့ဘာလို့ဆိုတော့အတ္တတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဇေယျလက္ခဏာဘာတွေလဲဆိုရင်သူကဒုစိန်တိတာစိန်တီတွေးလိုက်လို့ရှိရင် ဒီကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်တဲ့အတွေးမျိုး သူများထိခိုက်မှု မရှိတဲ့ အတွေးမျိုးဒီလိုအတွေးမျိုး မတွေးဘူးတဲ့မကောင်းတဲ့အတွေးဆိုးကျိုးကို ဖြစ်ပေါ်စေမဲ့အတွေးတွေကြီးပဲအကောင်းဘယ်တော့မှမတွေးဘူးလို့ဆိုလို့တွေးတယ်များဟာအဆိုးတွေကြီးပဲအဆိုးဆိုတာဘယ်လိုဟာကို အဆိုးခေါ်တယ်လဲကိုမကြိုက်တာကိုအဆိုးလားဆိုအဲ့လိုမဟုတ်ဘူးလောကလူတွေမှာအကောင်းတဲ့အဆိုးဆိုတာရှိတယ်လေ လူတဘာဝလူရက်ထဲမှာနေမဲ့ဒါအကောင်းနဲ့ဆိုးဆိုတာရှိတယ်။အေးဒီလူကစိတ်ကောင်းရှိတယ်ဒီလူကစိတ်ကောင်းမရှိဘူးဆိုတာရက်ထဲမှာနေပြောလို့ရတယ်ပေါ့နော်။အဲ့တော့ကောင်းတဲ့အတွေ့မကောင်းတဲ့အတွေ့ဒီနေရာမှာ ခွဲခြားပြီးတော့သိရ။ထုတ်စိန်တိတစိန်တိဆိုတာတွေးလိုက်ရင်လည်းကောင်းတဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးတဲ့။အဲ့ဒီပုဂ္ဂိုလ်ဘာလားဆိုတဲ့ပုဂ္ဂိုလ်ကောင်းတဲ့အတွေ့မတွေ့ဘူး။ကောင်းတဲ့အတွေ့မတွေ့ဘူးဆိုရင် စဉ်းစားကြည့်ပေါ့သူများကိုဒုက္ခရောက်စေမဲ့အတွေ့မျိုးတွေတွေ့တယ်ကိုကိုယ်တိုင်ဒုက္ခရောက်စေနိုင်တဲ့အတွေ့မျိုးတွေတွေ့တယ်နော်ဒုစရိုက်လုပ်ငန်းကိုပဲအမြဲစဉ်းစားတယ်စဉ်းစားလိုက်တာနဲ့တပြိုင်နက်သူဟာတကယ်ကိုဆိုးွားတဲ့အနေအထားမျိုးတွေပဲကိုဆွေးဆိုပါစို့ကိုချင်းတရားနဲ့ပတ်သက်ပြီးပြောမယ်ဆွေးသူဟာပတ်မှုဖြတ်မှုဆိုတဲ့ ဒီကိစ္စတွေကိုတွေးတယ်ဘယ်သူတတ်မဲဘယ်ဝတ်တတ်မဲအကျဉ်းနာကဲမဲ့ပြီးတော့ဒီပဏ္ဍိပတ္တလို့ဆိုအောင်ဆိုသူများတဲ့ကိုတတ်ဖို့သူများဒုက္ခပေးဖို့တွေးတယ်သူများဥစ္စာကိုမတရားတဲ့အနေနဲ့ရအောင်ယူဖို့တွေးတယ်သူတော်ကတာမညာကိုတိတ်ခါချစော်ကားဖို့ပဲဒါပဲတွေးတယ်လိမ့်လေလဲစားပြောချဖို့ဒါတွေတွေးတယ်အယက်သေးစာတောက်စားဖို့ ီကိစ္စလေးပဲတွေးတယ်အဲ့ဒီတွေးတွေဟာအတိတရားကဲမဲ့တဲ့ပုံကိုယ်တွေတွေးလေးတွေးထားရှိတယ်အတွေးတွေသာဖြစ်တယ်ဘုသူတို့ဟာပျော်ဖို့တစ်ခုတည်းဟောတာစဉ်းစားပြီးတော့ဒီဖြစ်ပေါ်လာမဲ့ရလတ်တစ်ခု ဆိုချူဖြစ်ပေါ်လာမဲ့ဆိုချူဘယ်တော့မှခေါင်းထဲမထည့်ဘူးပျော်ရဖို့တစ်ခုတည်းပဲစဉ်းစားပြီးတော့တွေးတဲ့အတွေးမျိုးတွေနမူနာအားဖြင့် ဒုစရိုက်နဲ့ပတ်သက်တဲ့အတွေ့အမျိုးတွေပဲသူတွေ့တယ်။ဒါကဖာလပုဂ္ဂိုလ်ရဲ့တွေးတောဆင်ခြင်မှုအဲ့တိုင်ပဲ။သူကောင်းတဲ့မှာသူစဉ်းစားလို့ရှင်ဘုသူဒုက္ခပေးရမလဲ။ဘယ်ပစ္စည်းကိုဘလို့ရအောင်ယူရမလဲ။နော်။ဘသူနဲ့ပေါင်းပြီးဘာတွေလုပ်ရမလဲ။ဆိုတဲ့ဒီလို အတွေ့အမျိုးတွေပရိယသဖြင့်ရရှိမှုတွေ မတရားသဖြင့်ဖြစ်ပေါ်လာမှုတွေနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေးမျိုးတွေကြီးပဲတွေးတာအဲ့ဒါကိုဒုစိန်ဒိတာစိန်ဒီအကောင်းပဲတော့မှမတွေးဘူးအစိုးတွေပဲတွေးတယ်လို့သူဆိုတယ်အဲ့ဒါအတိတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာအစိုးပဲကိုမြဲတွေးတယ်